ကော်ပါအမေရိကပြိုင်ပွဲက nation league လောက်အဆင်မရှိဘူးလို့တဲဖြုတ်လာခဲ့တဲ့မော်ရီညိုပရိသတ်များလုံးဝမိန်လာများဘလူးလန်ကင်းကနေပြန်လဲကြိုးလိုက်ပါတယ်ချဲစီနီပြဟောင်းဂျီမော်ရီညိုကတော့ nation league ဟာကော်ပါအမေရိကပြိုင်ပွဲအထက်အဆင်ပိုမြင့်တယ်လို့ထုတ်ဖော်ပြောကြားလိုက်ပါတယ်ဒီမတ်ချက်ဟာ2025ခုနှစ်ဇွန်လ17ရက်နေ့မှာ h platform မှာ an canadian 07ဆိုတဲ့အကောင့်ကတင်ခဲ့တဲ့ post ခုမှာဖော်ပြခဲ့တာပါအဆိုပါပို့စ်မှာခရစ်စတီယာနိုကတကယ်ကောင်းတဲ့ nation league ပြိုင်ပွဲတစ်ခုကိုပိုင်ဆိုင်ခဲ့တာပါကျွန်တော်ကတော့ကိုပါအမေရိကက nation league နဲ့အဆင်နဲ့တူမယ်လို့မထင်ဘူးမက်ဆီဟာကိုပါအမေရိကဖလားယာရှိဖို့အတွက် ်ချီလီပီရူကီဝေတော့ကနေဒါနဲ့ကိုလံဘီယာအသင်းတွေကိုကြော်ဖြတ်ခဲ့ရတယ်။နော်ရန်ဒိုကတော့နေရှင်းလီးယားဖို့အတွက်ခရိုအေးရှားပိုလန်စကော့လန်ဒိမတ်ဂျာမနီစပိန်အသင်းတွေကိုကြော်ဖြတ်ခဲ့ရတယ်လို့မော်ရီညိုကပြောထားတဲ့အကြောင်းကိုပို့စတင်ထားခဲ့တာဖြစ်ပါတယ်။ကိုပါမိတ်ကပြိုင်ပွဲမှာတာဝရီကနိုင်ငံတွေဖြစ်တဲ့ဘရာဇီးအာဂျင်တီးနားတို့သာအဓိကပါဝင်ပြီးဒီခါတည်းကဖိကြားထားတဲ့နိုင်ငံတွေဖြစ်တဲ့မက်ကက်ဆီကိုဂျပန်တို့လိုအသင်းလေးလာပါဝင်ပါတယ်။ပြိုင်ပွဲမှာနိုင်ငံနိုင်ငံသာပါဝင်ပြီးအဆင်နှမများတာတဲ့တင်ပါဝင်တာကြောင့်ပြိုင်ပွဲအဆင်နဲ့ကအားနေတယ်လို့မော်ရီညိုကယူဆပုံရပါတယ်။နေရှင်းလီးဂကတော့ဥရောပရဲ့ထိပ်တန်းအသင်းတွေဥမာပြင်သစ်စပိန် တလီဂျာမနီစတဲ့အသင်းများစွာပါဝင်ပြီးပြိုင်ဆိုင်မှုအဆင့်မြင့်တယ်လို့ယူဆရပါတယ်။ဒီပြိုင်ပွဲဟာအဆင့်သမတ်ဆရာတိုင်းအုပ်စုတွေဖွဲ့စည်းပြီးထိတ်တန့်အသင်းတွေနဲ့အကောင်းဆုံးပုံစံရှင်ပြိုင်ရတာကြောင့်မော်ရီယိုတွေနဲ့ဒီပြိုင်ပွဲကိုကိုဘာအမေရိကထက်ပြိုင်ဆိုင်မှုနဲ့အဆင့်တန်းပုံမအားကောင်းနေတာကိုမြင်တာဖြစ်နိုင်ပါတယ်။တကယ်တော့ဒီနေ့ Nation League မှာခြေစွမ်းပြခဲ့တဲ့ Ronaldo ကိုမော်ရီယိုကချီးကျူးခဲ့တာပါ။နောက်ကိုအခြေခံပြီး Nation League ရဲ့အဆင့်တန်းကိုပုံမမြင့်တင်ပြောဆိုခဲ့တာဖြစ်နိုင်ပါတယ်။မော်ရီယိုရဲ့ပြောဆိုချက်ကဘောလုံးပရိသတ်တွေအထူးသဖြင့်တောင်အမေရိကဘောလုံးအတိုင်းဝိုင်းကိုစိတ်ဆိုးစေနိုင်ပါတယ်။ကိုဘာအမေရိကဟာသမိုင်းကြောင်းရှင်ရရတဲ့ပြိုင်ပွဲဖြစ်ပြီး Brazil Argentina တို့လိုကမ္ဘာအဆင့်မြင့်အသင်းတွေပါဝင်တာကြောင့် ောင်းသူတို့ဂုံတိတ်ခါကိုထိခိုက်စေတယ်လို့ယူဆနိုင်ပါတယ်။ X platform မှာပြည်သက်တချို့ကဒီမက်ချက်ကိုဥရောပကိုဦးစားပေးတဲ့ဘန်လိုက်မိုးလို့ဝေဖန်နေကြပါတယ်။နောက်ပြီးမော်ရီညိုကသူ့ရဲ့ပြောဆိုမှုဟာမီဒီယာအာယုံဆိုင်မှုရဖို့ယူရတက်ပါတယ်။ဒီမက်ချက်ကြောင့်သူ့ရဲ့ဖီနာပါချီအတင်းနဲ့လက်ရှိဥရောပဘောလုံးလောကမှာအာယုံဆိုင်မှုရဖို့တမင်ပြောဆိုခဲ့တာဖြစ်နိုင်ပါတယ်။ဒီကြောင့်လည်းပတ်သက်ပြီးဘုံဘုံဆင်းရဲခြင်းနေဆိုရင်တော့သူ့ရဲ့ထင်မြင်ချက်ကိုပြောပြခဲ့ကြပါဦး။